မန္တလေးတိုင်းမြင့်ချံမြို့နယ်ကန်ဆက်မြောက်ရွာကိုဒီကနေ့မိုးလဲ၁၂နာရီခွဲဝန်းကျင်မှာတိုက်ပွဲမရှိဘဲနဲ့စိုးစုကလေကြောင်းပုံကျခဲ့တာကြောင့်ပြည်သူလေးဦးတည်ဆုံးပြီးလေးဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ဒေသခံသတင်းမြစ်က MP ကိုပြောပါရယ်။မြင့်ချံမြို့အရှိတ်ဘက်မှာရှိတဲ့ကန်ဆက်မြောက်ရွာကိုစိုးစုရဲ့မကွေးလီတပ်ကတက်လာတဲ့ဂျက်ဖိုက်တာတစီနဲ့မေလ၁၉ရက်ဒီကနေ့မိုးလဲပိုင်းမှာပုံကျပြစ်ခတ်သွားခဲ့တာပါ။စိုးစုပုံကျဲလို့ထိခိုက်သေးဆုံးခဲ့သူတွေနဲ့ပတ်သက်တဲ့အသေးစိတ်အချက်အလက်တွေကိုတော့မသိရသေးပါဘူး။ မြင်းချံခရိုင်တပ်ကနထိုးကြီးတောင်းသာမြင်းချံသုံးမြို့နယ်ထဲမှာရှိတဲ့ကျေးရွာတွေကိုစုစုကနေစည်လေးကြောင်းပုံချက်ပြစ်ခတ်နေရဖြစ်ပြီးတောင်းသာနယ်တွေကတန်တန်ကျေးရွာကိုလည်းဒီကနေ့မှဆက်တက်လေးလေးနဲ့ဘုံဒီကိုလုံးကျဲချတိုက်ခတ်ခဲ့ရကြောင်းလူနေအိမ်တွေနဲ့လေယာသုံးနွားတွေထိခိုက်မှုရှိခဲ့ပါတယ်။အလားတူတောင်းသာနယ်တောင်ချမ်းနေရာကိုလည်း MI 35ရဟတ်ယင်ဝိုင်းတွဲလေးနဲ့ဘုံကျဲပြစ်ခတ်သွားခဲ့တယ်လို့လူထုလှုပ်ရှားမှုကော်မတီတောင်းသာကဖော်ပြထားပါတယ်။ တော်လိုင်းတပ်ဖွဲ့တွေကခရိုင်အစစ်စစ်စင်အဖြစ်မန္တလေးတိုင်းမြင်းချံခရိုင်တက်ကတောင်သားနှထိုးကြီးမြင်းချံစားတဲ့မြို့နယ်တွေကိုမေလ15ရက်ကစတင်ပြီးတပြိုင်နဲ့တိုက်ခိုက်နေရပါဒီကနေ့ထိနှစ်ဖက်တိုက်ပွဲတွေဖြစ်ပွားနေသလိုအထင်အားရဲ့ဆုံးစုပကလေချောင်းကနေနေစဉ်ဘုံကျဲပစ်ခတ်ရမှာတိုက်ပွဲမရှိတဲ့ခြေရတွေကိုပါဘုံကျဲပစ်ခတ်နေရဖြစ်တယ်လို့ဒေသခံတွေကပြောဆိုပါတယ်